နေစံနဲ့အမျှတရိတ်ဆန်မျိုးစိတ်ပေါင်းများများစွာမျိုးသုံးလို့နေပါဖြစ်လာပါတယ်။အမဲလိုက်ချင်းရာသီဥတုဖောက်ပြန်ခြင်းတွင်နဲ့တခြားချက်တွေကြောင့်တေကျေပျက်စီးရတယ်လည်းရှိပါတယ်။တဘာဝဘီအန်နီရေကြောင့်ရှေးကြတဲ့လေကြီးတွေနဲ့တော်ရိုင်းမျိုးစိတ်တွေအလွန်ကိုရှာပါလာပါတယ်။သူတို့ကိုထိမ့်သိမ့်မှုအတွက်အပြည်ပြည်ဆိုင်ရာတမကမျိုးသုံးလို့နေပါဖြစ်နေတဲ့မျိုးစိတ်တွေကိုအနည်းအောင်အဆင့်စည်ရင်ပြုစုထားတာပါ။ ကမ္ဘာတဝန်းကတက်တော်တွေထဲမှာရှားပါတရိတ်ဆန်မျိုးစိတ်တွေထိမ့်သိမ်းရေးအခြေအနေတွေကိုစစ်တမ်းအပြည့်စုံနဲ့တင်ပြထားပါတယ်။ဒီကနေ့ရထုတ်ပြန်မှာဗီဒီယိုမှာဆိုရင်တော့ကမ္ဘာပေါ်မှာအရှားပါဆုံးတရိတ်ဆန်15မျိုးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Subscribe နဲ့ခေါင်းလောင်းလေးနေပြီးတော့အားပေးသွားကြပါအောင်နော်။ကျေးဇူးများကြီးတင်ပါတယ်။ဒါဆိုရင်တော့ဆက်လိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။နမဆန်က ADAS တမင်မျိုးစိတ် ADAS တွေကအရင်ကအာဖရိကတဲကန်နာရီမှာနေထိုင်တဲ့တမင်မျိုးစိတ်ဖြစ်ပါတယ်။ သင်ကသူတို့ကိုနိုင်ဂျီးရီးယားထာမက်စတင်တူမာဒေတာမှာတွေ့နိုင်ပါတယ်။ထောင်ပေါင်းများစွာသော ADS တွေကိုကဘာဂျဝမ်ကအမျိုးမျိုးသောထိမ့်သိမ်းဆောက်ရှောက်ရေးနေရာတွေမှာတင်စီထားတာပါ။အရွယ်ရောက်ပြီးတော့အကောင်ရေ30ခန်းကနေ60အထိတော်ရိုင်းထဲမှာကြန့်ရှိနေသေးတယ်လို့ယုံကြည်ကြပါတယ်။ ADAS ကအချိန်ကြာလာနဲ့အမျှအမဲလိုက်မှုတွေနဲ့ရင်ဆိုင်ရတာပါ။နောက်ပြီးတော့ရေနံတူးဖို့မှုတိုးတက်လာတဲ့အတွက်နိုင်ငံရေးကတောင်ကနေဖြစ်နေပြီးသူတို့နေထိုင်ရာ နေရာတွေကိုလက်နက်ကင်တပ်ဖွဲ့တွေပုံမှုဝင်ရောက်လာလို့လည်းဖြစ်နိုင်ပါသေးရှင်။ နမတ်ဆလီအမန်ဒါဇတိအမန်ဒါဇတိကရုရှားနဲ့တရုတ်နိုင်ငံတို့မှာရှိတဲ့အမန်ဒါဒေတာမှနေထိုင်ကြတာပါသူတို့ကအများအားဖြင့်သူတို့ရဲ့အစအပြအမွေးတွေကြောင့်အမဲလိုက်ခင်ရတာဖြစ်နေပြီးတော့အကောင်ကြီးအားဖြင့်2005ခုနှစ်မှာ14កောင်ကနေဒီကနေ့ထိအရွယ်ရောက်ပြီးအကောင်ကြီး84កောင်ထိတိုးလာခဲ့ပါတယ်ရုရှားအရှိပြားမှာပြန်လည်ထိန်းသိမ်းခြင်းတွေကြောင့်မျိုးစိတ်တွေပြန်လည်ရရှိရေးကိုအားကောင်းစေပြီးတားကောင်ရှားပါမှုတမိုင်းကိုလည်းပြန်လည်ထူထောင်နိုင်မှာဖြစ်ပါတယ် အမန်ဒါချက်တိက85ပေါင်ကနေပေါင်တရာကြာအလေးချိန်ရှိနေပြီးအမြန်နှုန်းတနအီကို38မိုင်နှုန်းပြေးနိုင်ပါတယ်အလျားက19ပဲရှိတာပါအမြင့်10ပဲထိခုန်နိုင်ပါတယ်ရှင်နံပါတ်7ဆူမာထရာဂျန်ဆူမာထရာကြံနေကကျမတို့ရဲ့ကဘာအရှားပါဆုံးတရိတ်ဆန်15မျိုးစည်ရင်တွေကနောက်တစ်ခုပါပဲအင်ဒိုနီးရှားကလူနေငယ်သားကြံရှိတော့တဲ့ကဘာပေါ်ကမျိုးတုံးမှုအန်ရဲ့အရှိဆုံးတရိတ်ဆန်တွေကမျိုးစိတ်တစ်ခုဖြစ်ပါတယ် ဆယ်မဲမောင်ခိုခိုးမှုတွေနဲ့နေအိမ်တွေပျက်စီးမှုတွေကြောင့်သူတို့ရဲ့ကောင်ရီကလွန်ခဲ့တဲ့နှစ်30အတွင်းမှာ80ရာခိုင်နှုန်းကျော်ကျဆင်းသွားခဲ့ပါတယ်။အခုချိန်မှာအကောင်ရီ30လောက်ပဲရှိရတယ်လို့ယူဆကြတာပါ။အကောင်ရီမျိုးစိတ်ကွဲပြားတဲ့အတွက်ကြောင့်အများစုကပေါင်းစည်းဖို့ခက်ခဲပါတယ်။ဒီမျိုးစိတ်တွေကပြင်းထန်တဲ့မျိုးတုံးလူစဲစဲဖြစ်တဲ့တတ်မှတ်ထားပါတယ်။ထိမ့်သိမ့်ရေးကြိုးပမ်းမှုတွေရကြက်နှကောင်ကငါးကောင်ထိအုပ်စုဖွဲ့ပြီးနေထိုင်တာတွေကိုတွေ့ရှိရတာပါ။အကြီးဆုံးအုပ်စုမှာအရွယ်ရောက်ပြီးသားကြက်15ကောင်သာရှိပါတော့တယ်ရှင်။ နာမည်စနစ်စီရိုလာမျိုးစိတ် စီရိုလာကတမဲတကောင်နဲ့ပုံနှိဆက်တဲ့ဥစုပ်ပါတဲ့မျိုးစိတ်တစ်ခုဖြစ်ပါတယ်။သူတို့ရဲ့ရှားပါမှုတွေနဲ့လျှို့ဝှက်နှံနေတဲ့အပြုမှုတွေကြောင့်သူတို့ကအေဂန်ယူနီကုန်းလို့ခေါ်ကြတာပါ။စီရိုလာကိုဗီယက်နမ်အမျိုးစိတ်တက်တော်တွေမှာ1992ခုနှစ်ကရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီပြင်လာအိုမှာတော်ရင်ထူတတ်မှုတွေနဲ့နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့်သူတို့ရဲ့အရေးအတွက်တွေကိုဆုံးဖြတ်ဖို့ဘလို့မှလိလာလို့မရခဲ့ဘူးလို့သိရပါတယ်။ဒေတာမှနေထိုင်သူတွေရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့အတွက်နေထိုင်ရာဒေတာတွေပြည့်စည်ခြင်းအဆက်မပြတ်အမေလိုက်ခြင်းအသားန ဲ့ဈေးပန်းဝင်အပင်တွေရှာဖွေမှုတွေပြုလုပ်တဲ့အတွက်ကြောင့်ဒီမျိုးစိတ်တွေကမျိုးသုံးလို့နေပါဖြစ်နေရတာပါ။တော်ရိုင်းတရိတ်ဆန်ထိမ့်သိမ့်စောင်းရှောက်ရဲ့အဖွဲရဲ့ပြုစုစောင်းရှောက်ရမယ့်စည်ရင်းမှာပါဝင်နေတာဖြစ်ပါတယ်။စီရိုလာကိုထိမ့်သိမ့်ထားခြင်းမပြုဘဲနဲ့တော်တွင်းမှာအကောင်ကြီးဘလောက်ရှိသလဲဆိုတာတွေကိုခံမှန်းချက်အမျိုးမျိုးတွေရှိနေတာတွေ့ရပါတယ်ရှင်။နံပါတ်7ဘော်နီယန်လူဝင် မလေးရီးယားလူဝင်လို့လဲလူတီများတဲ့ဘော်နီယာလူဝင်နေရာဆိုရင်တော့ဘော်နီယိုမှာရှိတဲ့လူဝင်မျိုးစိတ်ဖြစ်ပါတယ်။သူတို့ကအာရှတိုင်းမှာမွေးဖွားလာတဲ့လူဝင်ကြီးတွေနဲ့တခုတည်းသောမျိုးနွယ်ဝင်ပါပဲ။ဆိုမာထရန်လူဝင်နဲ့တာနိုလော်ရန်လူဝင်တို့နဲ့အတူလူဝင်တွေရလဲဝင်ပလူရီယာဆိုရင်လည်းအလုံငုံအញ្ញံကောင်းချောင်းပြသထားတာပါ။သူတို့မှာရှိနေတဲ့ Orange နဲ့လူသားတွေမှာရှိနေတဲ့ DNA ခန့်မှန်းချက်တွေကခန့်မှန်းချက်68ရာခိုင်နှုန်းလောက်တူညီကြတာဖြစ်ပါတယ်။သူတို့နေထိုင်ရာဧရိယာကမကြသေးမီနှစ်တွေအတွင်းမှာထောက်ဝက်ခံကြဆန်းသွားခဲ့တာပါ။သူတို့ကဘော်နီယိုကျောမှာပဲထိန်းသိမ်းထားပြီးတော့အကောင်ရေ14900ကတော်ရိုင်းထဲမှာကျန်ရှိပါတယ်။နမတဆေဝင်ပလွေနီ ဝမ်ဘလီနီကမြောက်အမေရိကမှာအရှားပါဆုံးတရိတ်ဆန်ဖြစ်ပါတယ်။ဒါပေမဲ့လည်းမျိုးတုံးပြောက်ွယ်လို့နေပါဖြစ်နေပါပြီ။ဒီမျိုးစိတ်တွေက1980ပြည့်နှစ်မှာတောထဲမှာပြောက်ွယ်သွားခဲ့ပြီးမြဲလေ1989ခုနှစ်မှာအမေရိကန်အစိုးရကမြောက်ကယ်ရိုလိုင်းနားအရှေ့ပိုင်းကို ပြန်လည်ရောက်ရှိလာခဲ့လို့ထုတ်ပြန်ထားတာပါ။အမှန်တကယ်တော့ဒီအရှိန်အဟုန်နဲ့ နယ်မြေချဲ့ထွေမှုတွေကြောင့်ဒေတာတွင်တရိษံအကောင်ရေ150ကျော်သာကျရှိပါတော့တယ်။ဒလိုနယ်မြေချဲ့ထွေမှုတွေရာဆိုရင်တော့ဒေတာတွင်တရိษံအကောင်ရေနဲ့မျိုးပွားမှုတွေအတွက်စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်စေပြီးနယ်မြေပိုင်ရှင်တွေနဲ့ပဋိပက္ခတွေဖြစ်ပွားစေခဲ့တာပါ။ ဖက်ဒရယ်အစိုးရကပြည်내အရှိပိုင်းမှာရှိတဲ့နေမြေတွေနဲ့တဘာဝနေမြေတွေကိုအုပ်ချုပ်ဖို့အတွက်အစီအစဉ်တွေကိုရှော့ချခဲ့ပါတယ်။ဒီဒေသမှာအရွယ်ရောက်ပြီးသားအကောင်ရေ30လောက်ရှိတဲ့ဝင်ပလီတအုပ်သာကြန့်ရှိပါတော့တယ်။လက်ရှိဦးရေကအဲ့ဒီအရေးအတွက်ထပ်ယုံနေနေရလို့ယူဆပါတယ်ရှင်။နမတ်ကိုဂျာဗာကြံမျိုးစိတ် ဂျာဘားချက်မျိုးစိတ်တွေကရှားပါတဲ့အင်ဒိုနီးရှားမျိုးစိတ်ဖြစ်ပါတယ်။အဲ့ဒီမျိုးစိတ်တွေဟာဆိုရင်တော့သူတို့ရဲ့မူရင်းဒေသမှာပြောက်ွယ်သွားတဲ့အတွက်ကြောင့်ဂျာဘားမှာရှိနေတဲ့တဘာဝထိန်းသိမ်းရေးနေမြေတစ်ခုမှာပဲတွေ့နိုင်ပါတယ်။အကောင်ရေ68ကောင်သာကြန့်ရှိတော့ပြီးမျိုးပွားနိုင်တဲ့အရွယ်ရောက်ပြီးသားဥယျာဉ်မှာခံမန်းကျိ68ကောင်သာရှိပါတော့တယ်။သူတို့ရဲ့ဥကြုံကိုအမဲလိုက်ခြင်းနဲ့အာရှတိုင်းရင်းစေးဖော်တဲ့နေရာတွေမှာအသုံးပြုကြတာဖြစ်ပါတယ်။အရာတွေကသူတို့အတွက်အဓိကအန္တရာယ်ပါပဲရှင်။ နမရှိဂိုဘီဝက်ဝင်ဂိုဘီဝက်ဝင်တွေကမွန်ဂိုလီးယားနိုင်ငံဂိုအီတဲကန်နာရမှာသာတွေ့နိုင်တဲ့ဝက်ဝင်မျိုးကွဲတွေဖြစ်ပါတယ်။တောထဲမှာအရွယ်ရောက်ပြီးအကောင်ကြီး40ထဲမှနေကြန့်ရှိနေတာပါ။ဒီဝက်ဝင်တွေကတနေ့မှာမိုးရေချိန်လေးလက်မှထန်နေတဲ့ဧရိယာမှာရှင်သန်ဖို့ခက်ခဲတာပါ။မွန်ဂိုလီးယားမြက်ခင်းပြည်နယ်မှာတောက်ထုတ်တိုးဖော်ခြင်းတွေနဲ့တခြားတရိတ်ဆန်တွေရဲ့စကြက်လူမှုတွေကြောင့်သူတို့နေထိုင်ရာဒေသတွေဆုံးရှုံးခဲ့ရတာပါ။ ဆယ်လေးနှစ်တောင်အမှုခါရေရှာမှုဖြစ်ခဲ့တဲ့အတွက်ကြောင့် every data မှာနေထိုင်တဲ့မျိုးစိတ်တွေအားလုံးကိုပျက်စီးခဲ့ရတာဖြစ်ပါတယ်။ရှန်တန်ကြံရဲခဲ့တဲ့ဂေါ်ဘီဝက်ဝင်တွေစားတဲ့အသီးနှံတွေရလေနှစ်ဆယ်နဲ့ပါလာခဲ့ပါတယ်။ဂေါ်ဘီဝက်ဝင်တွေနေထိုင်ရနေမြေ၃ခုကိုအကြီးအသားအမျိုးသားထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတစ်ခုဖြစ်နေတတ်မှတ်ပေးထားပါတယ်ရှင်။နံပါတ်9ဖိလစ်ပိုင်မိချောင်းမျိုးစိတ်ဖိလစ်ပိုင်မိချောင်းတွေကကာကာပိုထပ်ပိုကောင်းပါတယ်။ ဒီမျိုးစိတ်တွေကဖလက်ပိုင်းကျုံးစုအတွင်ပိုင်းကရေတိမ်ဒေသတစ်လျှောက်မှာပြင်းထန်စွာပြန့်ကျဲနေထိုင်တာပါအရွယ်ရောက်ပြီးအကောင်ကြီးခံမှန်62ကောင်ကနေ138ကောင်ထိရှိပါတယ်။ဒီမီကျောင်းဟာဆွေးတော့တမန်မီကျောင်းတွေရဲ့အရွယ်စားထက်တင်းနေပါတယ်။အကြီးဆုံးအရွယ်စားကအရှိကိုးပြီးအောင်သာရှိတာပါ။သူတို့ရဲ့အထက်ကအစားအစာကငါးဝက်ခွေးတွေနဲ့ရေစိုးတွေဖြစ်ပါတယ်။ဖလပိုင်မီကျောင်းတွေကိုမြစ်ချောင်းတွေစိမ့်ကံတွေနဲ့ရေအိုင်အပါဝင်နေရာမျိုးစုံမှာတွေ့ရှိနိုင်ပါတယ်။ ဒေတာရင်မိုးသွေတော်တွေပြုံးတည်ခြင်းနဲ့လေကွင်းတွေချဲ့ထွယ်မှုကြောင့်ဖလပိုင်မိကျောင်းတွေအတွက်အထူးအအနေဖြစ်နေပါပြီ။ရေငန်မိကျောင်းတွေလည်းအဲ့ဒီနေရာမှာနေထိုင်လျက်ရှိပါတယ်။တရဘလူသားတွေကိုတိုက်ခိုက်တပ်ဖြတ်ခဲ့တာတွေကိုလည်းတွေ့ရှိရပါတယ်။ဒေတာနဲ့လူတွေကလည်းသူတို့တွေ့သည်မမိကျောင်းတွေကိုတပ်ပြစ်ချင်ကြတာပါ။အဲဒါကလည်းဖလပိုင်မိကျောင်းအရေးအတွက်ကြာဆင်းစေတဲ့အကြောင်းရင်းတစ်ခုပဲဖြစ်ပါရဲ့ရှင်။နံပါတ်6ကာကာပိုဇက်တူရီမျိုးစိတ် ကကာဘိုကနယူးဇီလန်နိုင်ငံမှာရှိတဲ့ကျွန်းတွေမှာနှစ်ပေါင်း60လာနေထိုင်ခဲ့တဲ့ပြန်တမ်းမှုမရှိတဲ့စက်တူရေးဖြစ်ပါတယ်။တိုင်းပြည်ကလူသားတွေကျူးကျော်ဝင်ရောက်မှုတွေနဲ့ကြောင်တွေကဒေတာတွေဝင်ရောက်လာခြင်းတွေကကကာဘိုတွေကိုချိန်မုံစေခဲ့တာဖြစ်ပါတယ်။စက်တူရေးကသူ့တဘာဝနေမယ်ဆိုရင်တော့ဒေတာမှာမျိုးတုံးသွားပြီဖြစ်ကြောင်းတကဘာလုံးကလက်ခံလာခဲ့ပါတယ်။အစိုးရကဖွဲ့စည်းပေးထားတဲ့ထိန်းသိမ်းရေးနဲ့ရွှေပြောင်းနေရာချထားရေးမဟာဗျူဟာကမျိုးစိတ်တွေကိုအကောင်ရေတိုးပလာစေခဲ့တာပါ။အခုချိန်မှာနယူးဇီလန်မှာရှိတဲ့ကျွန်းငယ်၃ခုပေါ်မှာအရွယ်ရောက်ပြီးအကောင်ရေ 116ကောင်ရှိနေပါသေးတယ်။သူတို့ရဲ့ဒေတာကိုလုံးဝနှိပါအဆောင်ကျထားပြီးတကောင်ချင်းစီကိုထိမ့်သိမ်းစောင့်ရှောက်ထားတယ်လို့သိရပါတယ်ရှင်။နံပါတ်5ဗာဂီတာလဲမိုင်မျိုးစိတ်ဗာဂီတာကကဘာပေါ်မှာအရှာပါဆုံးနိုးတိုက်တက်တော်ဖြစ်နေပြီးမက္ကဆီကိုနိုင်ငံကယ်လီဖိုးနီးယားအနောက်မြောက်ပိုင်းပင်လယ်ခွေးတွေမှာတွေ့ရတဲ့လိပ်မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။1998ခုနှစ်ကစနေပြီးအကောင်ရေ969ကောင်သာရှိပါတော့တယ်။ အခုချိန်မှာ၁၈ကောင်လောက်ယောနေသွားပြီဖြစ်ပါတယ်။ဗာတီကာကဆယ်စုနှစ်တခုအတွင်းမှာမျိုးသုံးသွားပဲရှိပါတယ်။တခြားသောလိန်ပိုင်းမျိုးကွက်တွေနဲ့မတူဘဲနဲ့အရွယ်ရောက်ပြီးတဲ့အမတွေကနှစ်နှစ်လည်တစ်ချိန်သာတာပေါက်ကြတာပါ။ တခြားမျိုးစိတ်တွေရဲ့အချိန်ကာလရဲ့နှက်စားဖြစ်ပါတယ်။စီးပွားဖြင့်ငါးဖန်ကျဲတွေကိုကန့်တတ်မှထားတဲ့ငါးဖန်ပိုက်ကွန်အတုံးပြုမှုတွေကသူတို့ကိုမျိုးသုံးစေနိုင်တဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။နောက်ထပ်လည်းအလားအလာရှိနေတဲ့ချိန်ချမှုတွေကိုလည်းဖော်ထုတ်ခဲ့ပါသေးတယ်ရှင်။စိတ်ကန်းတစ်ခုတည်းကလှေတွေကတနေတွဲမှာဗာတီကန်အကောင်ကြီးတစ်ခုလုံးရဲ့ရာဂိုင်နှုန်းကနေ15ရာဂိုင်နှုန်းထိတည်ဆုံမှုတွေအတွက်တာဝန်ရှိကြောင်းထုတ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒေသတော်အားလုံးက မျိုးသုံးလူနေပါဖြစ်နေပါပြီအရွယ်ရောက်ပြီးအကောင်ကြီးကြာဆန်းလာခြင်းတွေကြောင့်သူတို့တွေကတချို့ကိုတဘာဝတိုင်းထိမ့်သိမ့်ဆောင်ရှောက်ဖို့အချိန်နောက်ကျနေပါပြီဒီမျိုးစိတ်တွေကအကြောင်းမျိုးမျိုးကြောင့်ဖန်ဆီးခံရတဲ့အတွက်မျိုးသုံးနေတာဖြစ်ပါတယ်မျိုးသုံးလို့ဒီပါမျိုးစိတ်တွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေနဲ့ပတ်သက်ပြီးကာကွယ်စောင့်ရှောက်ပေးဖို့အတွက်ကျမတို့အတတ်နိုင်ဆုံးလှုံ့ဆော်သွားဖို့လိုအပ်ပါတယ်ရှင်။နမလေးကြံနဲ့ကြံနဲ့က chain lax လို့လူတီများတဲ့ကြံမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။အန်ဂိုလာ၊ဘစ်ဝါနာ၊ကင်ညာ၊မလော်ဝီ မိုဇမ်ဘက်နမ်ဘီဘီယားပါဝင်အရှေ့ဘက်နဲ့အာဖရိကတောင်ပိုင်းနဲ့ဆွာစီလန်တန်ဇန်နီးယားဇမ်ဘီယားနဲ့ဇင်ဘာဝေတို့မှာနေထိုင်ကြတာပါကြံ့ရောင်ကအညိုရောင်ကနေမိခိုးရောင်ထိကွဲပြားပါတယ်အနောက်တောင်ဘက်မှာကြမ်းတဲ့တွေကွဲပြားလို့နေပါဖြစ်နေပြီလို့ယူဆကြပေမဲ့လေကြံ့မျိုးစိတ်တစ်ခုလုံးပြင်းထန်စွာချိန်ချောက်ခံရတယ်လို့သတ်မှတ်ထားကြတာပါ အပီပီဆိုင်ရာတဘာဝထိမ့်သိမ့်ရဲ့အဖွဲက၂၀၁၁ခုနှစ်မှာအနောက်တိုင်းကျန်းတဲ့တွေမျိုးတုံးချောင်းကျင်းညာခဲ့ပါတော့တယ်။ ကျန်တဲ့ကမျိုးသုံးပြောက်ွယ်သွားတဲ့မျိုးစိတ်ခွဲသုံးမျိုးတွေကတစ်မျိုးပါအကြီးဆုံးကျန်တဲ့အုပ်စုမှာအရွယ်ရောက်ပြီးကျန်တဲ့အကောင်ကြီး15កောင်နဲ့2កောင်ကနေ9កောင်ထိကအသက်ငယ်တဲ့အကောင်တွေဖြစ်နေပြီးထိမ့်သိမ်းဆောက်ရှောက်ထားတယ်လို့သိရပါတယ်ရှင်နံပါတ်3 Croc River မြောက်ဝင် Croc River မြောက်ဝင်ကအနောက်တိုင်းမြောက်ဝင်နဲ့မျိုးသုံးပြောက်ွယ်လိုနီးပါးမျိုးစိတ်တစ်မျိုးဖြစ်ပါတယ်ပါလယ်မှာရှိတဲ့ဟမ်ဘယ်တက္ကသိုလ်တတဗေဒပြတိုင်းမှာတာဝန်ထမ်းဆောင်နေတဲ့တတဗေဒပညာရှင် ပေါ်မာဂျီက1904ခုနှစ်မှာမျိုးစိတ်တဲ့ဖြစ်တဲ့တတ်မှတ်ခဲ့တာပါ1988ခုနှစ်အထိအကောင်ရေဘလောက်ရှိသလဲဆိုတာစနေတဲ့ကြမလေ့လာခဲ့ပါဘူး။သူကကင်မရွန်နိုင်ဂျီးရီးယားဒေသနယ်စပ်ဒေသက Croc River အထက်ပိုင်းမှာနေထိုင်ပြီးအနောက်ပိုင်းနဲ့မြောက်ပိုင်းအကျဆုံးမြောက်ဝင်မျိုးစိတ်ဖြစ်ပါတယ်။ကင်မရွန်မှာနေထိုင်တဲ့မြောက်ဝင်တွေကကီလိုမီတာ300လောက်ခွဲခြားထားတာပါ။2014ခုနှစ်ခန့်မှန်းချက်တွေအရကင်မရွန်အီဘိုတက်တော်မှာမြောက်ဝင်အကောင်ရေ250ခန်းသာကျန်ရှိပါတော့တယ်။ ညဝင်တွေကလူနေထူထမ်းမှုတွေကြောင့်သူတို့ရဲ့နေထိုင်ရာနေရာဆုံးရှုံးသွားတဲ့မျိုးစိတ်ခွဲတစ်ခုဖြစ်ပါတယ်။တက်တော်တွေခုတ်ထွင်ရှင်းလင်းပြီးတော့လေယာဉ်ကြီးဖြစ်နေပြောင်းလဲလာတဲ့အတွက်ညဝင်ကောက်ရီတွေကျဆင်းလာခဲ့တာပါ။ဒီညဝင်မိသားစုတွေက12000စတူယန်ကီလိုမီတာအကွာအဝေးမှာနေထိုင်ကြပါတယ်။မကြသေးမီကကွင်းဆဲသုတေသနပြုချက်တွေအရသူတို့သိရှိထားတဲ့ဘောင်ပြန်ဘက်မှာညဝင်တွေရှိနေကြောင်းအတည်ပြုခဲ့ပြီးအဲ့ဒီ area ကိုပုံမို့ချက်ထွယ်မို့အတွက်အကြံပြုခဲ့ပါတယ်။ တခါတည်းရမှာမျိုးရိုးဗီဇဆိုင်ရာသုတေသနပြုချက်တွေရတကောင်ကျဲစီရဲ့အလှူရှားမှုအနေနဲ့ဆက်ဆက်နေတဲ့ crop forever ဝက်ဝင်နေရဲ့တည်နေရများစွာကိုဆက်လက်ထိန်းသိမ်းထားကြောင်းအထောက်အထားတွေရရှိနိုင်ပါတယ်2009ခုနှစ်ကကင်မရွန်နိုင်ငံကတောင်းတခုမှာတောင်ပေါ်ကရိုက်ကူးခဲ့တဲ့ Croft River မြောက်ဝယ်တကောင်ကိုပထမဆုံးအကြိမ်ပြသခဲ့ပါတယ်ရှင်။နံပါတ်1 Hawkspell ပင်လယ်လေး ဒီ host policy လို့လူတီများတဲ့ပင်လယ်လေးကပြောက်ွက်လို့နေပါဖြစ်နေတဲ့ခြေလုံးမီတာစုပိုင်းပင်လယ်လေးမျိုးကွဲပဲဖြစ်ပါတယ်။သူက Genus Admat မှာတခုတည်းသောအသက်ရှင်ကျန်ခဲ့တဲ့မျိုးစိတ်ပါမျိုးစိတ်တွေအလုံး Atlantide နဲ့ Indo-Pacific မျိုးစိတ်ခွဲတွေပဲဖြစ်ပါတယ်။ပင်လယ်လေးရဲ့အသွင်ပြင်တွေကတခြားသောပင်လယ်လေးတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ပြန်ကားနေတဲ့ကိုယ်တွေနဲ့ခုခံနိုင်တဲ့ပြန်ကားနေရဲ့ခြေလက်တွေကရေကူးတဲ့နေရာမှာပုံမုံနှင်းမြန်စေတာဖြစ်ပါတယ်။ အခေါ်အနားသက်တွေကထိုးစားတဲ့ပုံစံဖြစ်နေပြီးထင်ရှားပြီးတော့ခြုံထက်တဲ့နှုတ်တရတခြားပင်လယ်လေးတွေနဲ့မတူညီပါဘူးနော်ဒီပင်လယ်လေးရဲ့အခေါ်ကရေအပူချိန်ပေါ်မှာမူတည်ပြီးတဖြည်းဖြည်းနဲ့အယောင်ပြောင်းသွားတာဖြစ်ပါတယ်ဒီပင်လယ်လေးကရေနေတွားတွားတက်တဝါဖြစ်နေပြီးတော့သူ့ရဲ့ဘဝအများစုကိုရေတိမ်ပိုင်းပင်လယ်ခွေးတွေမှာပဲနေထိုင်ကြတာပါတန်နာကြောက်တန်းထိမ့်သိမ်းဆောက်ရှောက်ရေဖွဲကငါးဖက်လုပ်ငန်းတွေရဲ့အကျိုးဆက်ကြောင့်ပင်လယ်လေးတွေပြောက်ွယ်မယ်အနေရရှိရဲလို့ဆိုပါတယ် ်ပင်လယ်လိပ်ခွန်ကအလားဆင်ပစ္စည်းတွေရဲ့အဓိကအရင်းမြစ်ဖြစ်တာပါနိုင်ငံတကာကုန်သွယ်မှုနဲ့မျိုးစိတ်များထိမ့်သိမ်းရေးဆိုင်ရာသဘောတူညီချက်ကပင်လယ်လိပ်တွေနဲ့သရုပ်စီယာရရှိတဲ့ကုန်ပစ္စည်းတွေကိုနိုင်ငံတကာကုန်သွယ်မှုကိုထိမ့်ညိပေးပါတယ် hot bill ပင်လယ်လေးတွေကိုကဘာပေါ်မှာရှိတဲ့အပူပိုင်းပင်လယ်တွေနဲ့အထူးသဖြင့်တဏ္ဍာကြောက်တန်းတွေမှာတွေ့ရပြီးတော့မျိုးသုံးလိုနေပါဖြစ်နေပါပြီ။ပင်လယ်လေးတွေကိုအကာအကွယ်ပေးတဲ့ဥပဒေရှိနေပေမဲ့လည်းသူတို့ရဲ့အခွန်နဲ့အသားတွေကိုဆက်လက်ရှာဖွေနေသေးပဲဖြစ်ပါရဲ့ရှင်။နံပါတ်၁ Sumatra ဆင်မြား ဆူမာထရာဆင်ထမမဟုတ်အယ်ဖီလက်စ်မက်ဆီဘက်ဆာရီစာဆိုရင်တော့အာရှဆင်ရဲ့အတိမတ်ပြုမျိုးစိတ်သုံးမျိုးတွေကတခုဖြစ်နေပြီးအင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းမှာနေထိုင်ကြတာပါဆူမာထရာဆင်ကိုအပြည်ပြည်ဆိုင်ရာတဘာဝထိန်သိမ်းစောင့်ရှောက်ရေးအဖွဲ့က2012ခုနှစ်မှာမျိုးတုံးလို့နိဗာအန်ဒီရဲ့မှပြင်းထန်တဲ့အန်ဒီရဲ့ရှိတဲ့အဆင်တွေကိုသတ်မှတ်ခဲ့တာဖြစ်ပါတယ်။မျိုးဆက်၃ဆက်ကနေ85နှစ်အထိအကောင်ကြီးကအနည်းဆုံး80ရာခိုင်နှုန်းထိကျဆင်းသွားခဲ့တာပါ။ အများစုက နေထိုင်ရာဒေသဆုံးရှုံးခြင်းတွေနဲ့လူတွေနဲ့ပဋိပက္ခတွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။မျိုးစိတ်တွေပြည့်စည်ဆုံးရှုံးခြင်းရဲ့အဓိကအကြောင်းရင်းကတော့ပြီးခဲ့တဲ့25နှစ်အတွင်းမှာခံမှန်60ကိုရာခိုင်နှုန်းကျော်ဆုံးရှုံးသွားခဲ့တာဖြစ်ပါတယ်။တန်ရှိတဲ့တက်တော့အုပ်တွေမှာဆိုရင်တော့စင်အုပ်စုလိုက်နေထိုင်ရှင်တာမှုမလုံလောက်တဲ့စတူရန်ကီလိုမီတာ250အောက်သေးငယ်တဲ့နေရာတွေမှာတော်ရိုင်းဆူမာထရာစင်အကောင်ကြီး2400ကနေ2800ခန့်တွေ့ရှိရပါတယ်။ အာရှဆင်တွေကအာဖရိကဆင်တွေထပ်သိငယ်ပြီးဘလိုဆင်မျိုးစိတ်မစိုးဥကောင်ပိုင်းပို့ပြီးတော့ကြီးကြတာပါသူတို့ရဲ့နှမောင်းကလက်ချောင်းတပ်ဖွဲ့အတုံးပြူနိုင်ပါတယ်အထီးတွေကများသောအားဖြင့်အဆွဲရှိနေပြီးအဆွဲမရှိသေးတဲ့အမတွေထပ်အရွယ်အစားသိငယ်ပါတယ်ဆူမာထရာဆင်တွေကအရက်66ပီယာနဲ့10.5ဘီထိရှင်နေပြီးပေးချိန်ကီလိုဂရမ်2000မှ4000ကျားရှိနိုင်ပြီးတော့ပြည်မြအားဖြင့်နံရိုး60ရှိပါတယ်။အယောင်ဖြော့ပြီးတော့သူတို့ရဲ့အရေးပြားကတာမန်ဆင်တွေထက်ကိုပါပါတယ်။ ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကိုတောင်းနဲ့ရနာခွင့်ပြုပါရှင်နောက်တစ်ခေါက်တွေ့ရင် Top မြန်မာဗီဒီယိုမှာဆိုရင်လည်းပရိသတ်ကြိုက်စိတ်ဝင်စားပွဲအကြောင်းအရာတွေကိုဆက်လက်ရွေးချယ်ထုတ်လွှင့်ပေးပါမယ်ဆက်လက်ချက်ကအားပေးကြပါအောင်ရှင့်ဘိုင်ဘိုင်